2024ခုနှစ်ဒီဇင်ဘာ4ရက်ကစတဲ့ဗမုံမြို့သိမ်းတိုက်ပွဲဟာ2025ခုနှစ်ဇွန်လ23ရက်အထိဆိုရင်9လနီးပါးကြာမြင့်လာပါတယ်။ပြီးခဲ့တဲ့မေလတတိယပတ်တည်း KIA က MI17 တည်ယူပို့ဆောင်ရဟင်းနှစ်စီးကိုပြစ်ချခဲ့တဲ့နောက်ပိုင်းတိုက်ပွဲတွေငြိမ်ခဲ့ပေမဲ့ဇွန်လနောက်ဆုံးပတ်မှာတော့မြေပြင်တိုက်ပွဲတွေပြန်ဖြစ်လာတာရှိတယ်လို့ KIA ဘက်ကပြောပါတယ်။ရပ်ကွက်တချို့ဒီမှာဟော စကားစပက်ကနဲ့တို့လွတ်လွတ်သွားတဲ့ရက်ကွက်တွေတချို့တွေရှိတယ်။နောက်ဟိုတို့ုံချုပ်ရေးအဲယူထားတဲ့အာစီတက်တချို့တွေလည်းတို့လွတ်လွတ်သွားတာရှိပါတယ်။အဲ့ဒီနေရာဒီမှာတို့ကပြန်ရအောင်သူစုစုတဲ့ပုံစံမျိုးနဲ့ဝင်ထူတာတွေဝင်ပစ်တာတွေတော့ရှိပါပဲ။ဒါကြောင့်ပဲတိုက်ပွဲကြီးတွေမဟုတ်ပေမဲ့ခုခံကာကွယ်စစ်တွေရှိနေပြီး စစ်တပ်ကလက်နက်ကြီးငယ်တွေအပြင် drone လေကြောင်းတွေပါနေတိုင်းပစ်ခတ်နေတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါဗျ။ရှေ့တန်းမှာရှိတဲ့မြေပြင်တပ်ဖွဲ့ဝင်တွေနဲ့နှိစက်တဲ့စစ်ရေးသတင်းရင်းမြစ်ကတော့မြေရီတက်ချိန်မှာ KYI PDF တွေကရိတ်ခခဲရန်ထောက်ပို့လမ်းကြောင်းခတ်ခဲတာကိုအခွင့်ယူပြီးအခုလိုထိုးစစ်ဆင်လာတာလို့ပြောပါဗျ။စက်ကစားတွေလို့ပြန်ထိုးလာတာရှိတယ်ဘူးဒီဘမောမြစ်စိတ်တို့ဘက်ကနေဘယ်စက်ကကနေစက်တီကနေအဲ့ဘယောက်ဒီမီတခြားဘုနော် ်ထိုးလာပြီးမှဒီခွန်တာဆိုရဲဘက်ကိုရောက်ခဲ့ပြီးခွန်မှာဇာကဆက်ရအဓိကရေဟိုဒီလွန်ခဲ့တဲ့ပတ်ဒီမှာရေကြီးတော့တယ်နော်ရေကြီးတော့အဲရေကြီးတော့ခွန်ကောင်းယူပြလို့ဇာကဆက်ပြီးပြန်ထိုးရဘူးနော်တတန်ချက်ကဟိုသူငေါ်ချက်တယ်လေရတော့ပြလို့အခုစစ်ကြောင်းထိုးရဲဆိုတဲ့ခွန်တာရက်ကဟာမြေပိမရှိတာဖြစ်တယ်လို့မင်းလာရက်ကတော့စကခ21ရဲ့မြောက်ဖက်ဘေးကရက်မှာရှိနေတာ အဲ့ရက်ကွက်နှစ်ခုဟာအကြံမြင်အပြင်အကွာအဝေး၃မိုင်ဝန်းကျင်ရှိပါတယ်။ဒါအတူဗမော်စေယုံကြီးဝန်းကျင်တက်ကလေးဘက်ဒီမှာလည်းစစ်ကြောင်းထိုးတာရှိသလိုစစ်တပ်ကကံဦးဘုံကြီးကျောင်းမှာအခြေပြုပြီးပြစ်ကူပေးနေတယ်လို့ဆိုပါတယ်။လက်ရှိဗမော်မြို့မှာစကခ27ခလာရ49ဆဆနာ641နဲ့စစ်စေယုံထောက်ပို့တပ်ဆက်သွယ်ရေးတပ်နဲ့တမရှိရှိအထိုင်ချထားတဲ့ဗမော်ဝိဇ္ဇာသိပ်ပံတက္ကသိုလ်တို့ကို KIPDF တွေကတိမ့်ပိုက်ဖို့ကြံရှိချိန်မှာစစ်တပ်ကအခုလိုတံပြန်ထိုးစစ်ဆင်ဖို့စူးစမ်းလာတာဖြစ်ပါတယ်ကျွန်တော်စူးသူအောင်ပါ